အလုံးမဲမင်္ဂလာပါရှင်အပတ်စဉ်ဇန်နေ့တိုင်းမှာဟင်းချက်ဗီဒီယိုလေးအတင်ပေးနေတဲ့ channel ကနေကြိုဆိုလိုက်ပါတယ်အဲဒီဒီဘက် channel မှာလောက်ပြမှာကတော့ဒူးရင်းမလိုက်အခုအချိန်ကပေါ့နော်မိုးစလာပြီဆိုရင်ဒူးရင်းသီးတွေပမာသီးတွေပေါ်လာပြီပေါ့နော်ဒူးရင်းသီးတွေပေါ်လာတဲ့အချိန်မှာဒူးရင်းသီးကိုအလုံးလိုက်ဝယ်ပြီးတော့မမဲ့ခင်ခွဲလိုက်မိတဲ့အခါဒီလိုမျိုးကြုံဘူးကြမှာပါဒါကတော့ကျွန်တော်ကလေ မဲ့ပြီဆိုပြီးတော့ခွဲလိုက်တာပေါ့နော်ခွဲပြီးတော့မှအတိအကျနည်းနည်းလေးလိုညာလိုညာ तू ကနည်းနည်းမမာဖြစ်နေပါတော့အေးအေးလေးနုနုညာလေးဖြစ်မနေပဲနဲ့မာနေရမာနေရနဲ့ကျွန်တော်လည်းစားတာလည်းသိရတာမရှိဘူးဆိုရင်တော့ဒူးမလိုင်းလောက်လိုက်မယ်ဆိုပြီးလောက်လိုက်တာပါတကယ်လို့အဲ့လိုဝဲပြီးတော့မာနေရနေထားရရင်ကျွန်တော်လောက်တူတူလေးလောက်ကြည့်လို့ရပါတယ်ပထမဆုံးဒူးရင်းသီးတွေကိုကျွန်တော်အဒီအသားတွေကိုနှောက်လိုက်ပါမယ် ီလိုမျိုးဒူးရင်းသီးကိုအသားကြီးအသက်နှာထားမယ်ပေါ့နော်နှာထားပြီးတော့ရင်နွားနို့ကိုစကြိုပါမယ်ကျွန်တော်ဒါနွားနို့50သားပါ စာလီနည်းနည်းထည့်ပါမယ်ရတာလေးလေးလေးဖြစ်အောင်လို့ဟိုကိုရဲ့ဟိုနွားနို့ကြိုတဲ့အိုးတက်တက်ရှိရင်တော့ကောင်းတာပေါ့နော်ကျွန်တော်ကဒါကတော့တကြားပါတကြားကထမင်းစားဆုံးတစ်စုံခွဲလောက်ပဲထည့်ပါတယ် ဒီအိုးကကြတော့ဗောနောကျွန်တော်ကဒန်နီဆိုလို့ရှိရင်ဘလောက်စီစီသူကဟင်းချက်ထားအိုးဖြစ်တဲ့တဲ့ဟင်းအနက်နေထွက်တယ်လို့ကျွန်တော်ကထမင်းပောင်းအောင်နေဂျိုလိုက်တာပါကိုက gas နဲ့တုံးနေ hot plate နဲ့တုံးနေဆိုရင်နွားနို့ဂျိုတဲ့အိုးအိုးအတန်လေးနဲ့တုံးမှဆင်ပြေမှာပါနွားနို့ကအိုးမတက်လို့ရှိရင်ကြက်တက်ပါတယ်ဒါတော့ကျွန်တော်အမြင်ရိုက်ထားလို့ပေါ့နော်နွားနို့90တာကိုတစ်ဝက်လောက်ကြအောင်ကြိုးလိုက်ပါတယ်တစ်ဝက်ကြသွားပြီဆိုရင်ကျွန်တော်ဒူးရင်းလေးထည့်လိုက်ပါတယ် ွင်းလေးဘယ်လိုနည်းနည်းစောထည့်လဲဆိုတော့သူကအတိအမားနေရဖြစ်တဲ့အတွက်ကျွန်တော်နည်းနည်းဥသွားအောင်အသားကိုဥသွားအောင်ပို့ပြီးတော့ကြိုချင်လို့ပါမနုတော့ဝဲကြတဲ့အချိန်မှာဒူးရင်းလေးထည့်ပြီးတော့အဆက်မပြတ်မှုပါမယ်အဓိကကအိုးနဲ့ကြိုမယ်ဆိုရင်မီးဖြည့်မီးမပြင်းဖို့ပါပဲမီးအေးအေးနဲ့ကြိုရပါမယ်ကျွန်တော်တော့ပေါင်းအိုးမီးအနေထားဆိုတော့တော်တော်လေးအေးရပါတော့စိတ်ချလက်ရှိတော့ကြိုပြရပါတယ်ဒီလိုမျိုးလေးပတ်လာပြီပေါ့နော်ထပ်ပြီးတော့ပတ်လာပြီအပေါင်းတို့ဒီငါတို့ လူရင်တိလေးလိုက်အိတ်လာပြီပေါ့အိပ်ပြီပေါ့ဆူလောင်အစမပြတ်မှွေပြီးတော့ကြိုးပေးနေရပါမယ်ဒါတော့ပြစ်လာတဲ့အနေထားပါဒါကဟို၄ပုံပုံတပုံလောက်ပဲကြံမယ်နွားနို့ပေါ့နော်အဲ့လောက်ပဲကြံပါမယ်ကျွန်တော်ကြိုးလိုက်တာဒါပူပူလေးဟိုအနေထားလေးစမ်းစားကြည့်ရင်လို့အရင်ထည့်စားလိုက်တာပါ ျွန်တော်ကဒီနွားနို50သားကိုလေးပုံပုံတပုံကျန်တဲ့အချိန်မှာရက်လိုက်ပါတယ်ဒီလောက်နေတာပါဒါလေးကိုအေးခံထားပါမယ်အေးခံထားပြီးတော့ဘူးထဲထည့်ပြီးတော့ဒီ freezer ခံထဲမှာတညလောက်တိတ်လိုက်လို့ရှိရင်သူကခက်ခဲလေးဖြစ်သွားတယ်ကျွန်တော်ဒါဘူးရက်ထည့်လိုက်ပါတယ်ဘူးရက်ထည့်ပြီးရေစစ်စစ်တာရေခဲတဲ့တာဖီဇာခန်းထဲမှာတ냐တိလိုက်ပါမယ် ညတဲ့ပြီးမနေ့ကကျတော့ဒါတက်တက်လေးခွဲထကြတာပေါ့နော်ကိုစားချင်တဲ့ပမာဏလောက်ကိုတက်ခွဲထည့်လိုက်တာပါထည့်လာပြီးတော့ breakfast မှာဒီလိုမျိုးပေါင်ပေါင်လေးနဲ့ညှက်စားရင်လည်းကောင်းပါတယ်တွင်းမလိုက်ကြီးသူကြည့်ပြီးတက်စားရင်လည်းကောင်းပါတယ်အဲ့ဒါကိုနွားနုလေးနဲ့ထက်ရောပြီးတော့စားရင်လည်းကောင်းပါတယ်ကျွန်တော်တော့ပေါင်ပေါင်လေးဒီလိုမျိုးတွဲစားပါတယ် ီလိုမျိုးလေးပေါ့နော်ပေါမောင်းကိုထချမ်းချမ်းပြီးတော့ပေါ်ကနေလူရဲမလိုက်နေစမ်းပြီးတော့လည်းစားပါတယ်အရင်ရတာရှိပါတယ်သူကလုံးဝဤစိမ့်ပြီးတော့နူးညံ့ပြီးတော့စားလို့ကောင်းပါတယ်လုံးနည်းကအရင်လွယ်ကူပါတယ်စိတ်ချလက်ရှိတော့ပူပေးလို့ရပါဘာလို့မှလည်းလူချစ်ကြပါဘူးနော်ဒီလိုမျိုးတွေတော့လည်းသိကြပါတယ်တက်တယ်